မယ်နော်ကျမတို့ပြည်သူပြည်သားတွေနည်းနည်းမာနကလေးရှိစေခြင်းနဲ့ကောင်းတဲ့မာနရှိစေခြင်းနဲ့အဲ့ဒီလိုဩဇာရှိတဲ့လူအာဏာရှိတဲ့လူကိုမျက်နှာလုံထားဟာရှက်စရာကောင်းတယ်ဆိုတဲ့မာနမျိုးတော့ရှိစေခြင်းနဲ့ဒီလိုမာနကင်းမဲ့တာဟာအကြောက်တရားကြောင့်ပဲ။ ဒါကြောင့်အကြောင်းတရားကြော်လွှားဖို့ဆိုတာဟာကိုယ့်ဘာကိုယ်လုပ်ယူရမယ်။ဒီလိုဟလာလူတယောက်ကိုသူဩဇာရှိလို့အကျမလေးတစ်ခါလေးအားသင့်တယ်ကျမတို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နေဆိုလို့ရှိရင်လေတမိုင်တော့တောင်မှလာမကတ်တဲ့လူတွေကနည်းနည်းချိန်နေကောင်းပြီဆိုလို့ရှိလို့ရှိရင်တမျိုးပြောင်းသွားတယ်။အဲ့တော့ဒီတော့ကျမပြောမယ်ကျမအမြဲပဲအမြဲပဲကြိုးစွလှက်ပါ အရင်တော့ကဘယ်လိုပဲကျမတို့ပုံမှာဆက်ဆံဆက်ဆံအခုကျမတို့ ਨੇ တကယ်ပဲလက်တွဲပြီးတော့လှုပ်ချင်တယ်နိုင်ငံကျွတ်တဲ့လှုပ်ထုံလှုပ်ချင်တယ်ဆိုရင်ကျမအမြဲပဲကြိုဆိုလျက်ပါဒါပေမဲ့ကိုကိုကိုတော့ပြန်ပြီးတော့သုံးသပ်ကြပါတကယ်ပဲကျမတို့ ਨੇ နိုင်ငံအကျိုးအတွက်လက်တွဲပြီးတော့လှုပ်ချင်တာလားဒါမှမဟုတ်ကိုအကျိုးအတွက်လက်တွဲပြီးတော့လှုပ်ချင်တာလားဆိုတာတော့စဉ်းစားစီကျမတို့ အကျိုးအတွက်လက်တွဲပြီးတော့လှုပ်ချင်တယ်ဆိုလို့ရှိရင်စိတ်မပြတ်ပါနဲ့ကိုယ်စိတ်ကိုယ်ကိုပြင်ယူလို့ရပါတယ်။ကျွန်မအဲ့ဒါကိုယုံကြည်တယ်။ပြင်ယူပါ။ပြင်ယူပြီးတဲ့ပြင်ယူတဲ့အခါကျရင်လေကိုယ်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 ကိုမှန်မှန်ကန်ကန်သုံးသပ်ပါ။ငါအရင်တုန်းကဘာဖြစ်လို့ဒီလိုဖြစ်ခဲ့သလဲ။နောက်ဆုံးတော့အကြောက်တရားကြောင့်ပဲ။အကြောက်တရားနဲ့နေရတယ်ဆိုတာဟာအင်မတန်မှအင်မတန်မှတံပိုးမရှိတဲ့ဘဝမှာနေရတယ်လို့ပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ဒီအကြောက်တရားတွေကိုဖယ်ရှားပြီးတော့အာနေတဲ့လူတွေဘက်ကယက်တီပါအင်းအားရှိတဲ့လူတွေနဲ့ခင်ခင်မင်မင်ပေါင်းတာကိုကျမဘာမှမပြောလို့ပါဘူးဒါပေမဲ့လည်းအာနေတဲ့လူတွေဖက်ဘက်ကနေယက်တီဒါမှအခုအင်မတန်မှအာနေနေတဲ့ကျမတို့ရဲ့နိုင်ငံကိုကူညီနိုင်မှာဖြစ်ပါတယ်မမတို့အားလုံးပဲတဘာဝဘေးနဲ့မေးပြီးတာမှအများဆုံးကင်းဝေးကြပါသေးလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကျေရဘော်လူရှင် channel လေးကပြန်ကြိုဆိုလိုက်ပါတယ် ဒီလိုရေချင်လို့သွားပေးကြမှာတော့ယနေ့ဝင်မာလာ26ရက်နေ့ဗုဒ္ဓဦးနေ့ရဲ့မနက်ပိုင်းထင်တော်ဆွမ်းရရှိသတင်းချို့ကိုကျဉ်းချို့ဖော်ပြပေးတော့ဖြစ်တဲ့ဒေါ်လာမျိုးရအောင်ပဲအဆုံးနှစ်ချို့ဒီနေ့ထပ်မံတောင်းဆိုလိုက်ပါတယ်ဒီရဲ့ပိုင်းဒီမှာတော့ညပိုင်းသတင်းတွေကိုသင်ဆက်နိုင်ခြင်းမရှိသေးတဲ့ဒေါ်လာမျိုးရအောင်ဒီနေ့အမေထပ်မံတောင်းပန်ခြင်းပါတယ်တစ်ဖက်ကစပြီးတော့ညပိုင်းသတင်းတွေကအတူတူပြန်လဲမနက်ပိုင်းရောညပိုင်းရောရင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့စေကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုရိုးစည်းဝါအတွက်နိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားဖြစ်သိမ့်ပိုက်ထားဒီမှာဒီနေ့မှာဆိုရင်တော့1960ရရှိပါတယ်မနက်ငံတော်ဝန်အေရတာတွင်စစ်ကောင်စီက တကွေးတည်ဆုံမှုစေးမှာတော့ပြင်းပြင်းနဲ့မြောက်ရီမြို့နယ်မှာတော့တိုက်ပွဲတွေပြင်းထန်ဖြစ်နေပြီးတော့230ဦးထိရှင်မိထားကြောင်းသိရှိရပါတယ်။စကိုင်းတိုင်းမော်တိုင်းမြို့မှာလည်းတိုက်ပွဲတွေပြင်းထန်ပြီးတကွေးကောင်တရာထိတည်ဆုံနေကြောင်းသိရှိရပါတယ်။ဝေးတိုင်းနှမောင်းမြို့နယ်မှာ10ကောင်၊ဝေးတိုင်း6မြို့နယ်မှာ၄ဦးထိလင်းဝင်ရောက်ပြီးတော့မကွေးတိုင်းမင်းတုံမြို့နယ်မှာတဝူရှင်မိပြီးဝေးတိုင်းကျိုးပင်ကောင်မြို့မှာလည်း9ကောင်တည်ဆုံကြောင်းသိရှိရပါတယ်။ရောင်းသွင်းတဲ့ပုံအနေနဲ့ကတော့ငញ្ញိုင်းနဲ့ဖွံ့ဖြိုးရေးပါတီဆိုပြီးနာမည်တစ်ခုနဲ့တက်လာတဲ့အဲကနေပြီးတော့ တော့နန်းစုတစင်အောင်ဆိုပြီးဘူဘီချန်ကတော့သူ့ရဲ့နာမည်ယွန်းဖွင့်ကြပြီးအမရဲ့စုကိုမေးပြပါစုကိုမေးပါဆိုပြီးပေစုရောင်ရောင်ဘာရောင်ရောင်ဆိုပြီးဝင်ရောက်ပြီးတော့နန်းတွေ့နေရပါတယ်။အော်ကြီးရဲ့ပြင်နိုင်ငံရေးလောကမှာမေစုရဲ့နာမည်ကိုတုံးချပြီးတော့သူ့တရားရောင်ဘူတရားရောင်နဲ့ပြည်သူတွေကိုဂျင်းထင်နေတယ်ဒါဆိုဖြစ်ပေမဲ့လည်းပြည်သူတွေနေတာလက်ရှိမှာအားလုံးတည်ပြီးသားဖြစ်မှာပါ။တော့နန်းစုတစင်အောင်ဆိုတဲ့ဘူဘီချန်ဆိုတာကတော့လက်ရှိမှာလှိုင်းသားရမြို့နယ်ကိုဝင်ရောက်ပြီးတော့လှိုင်းသားရကိုအောက်မုံနဲ့ပြည်နယ်တစ်ခုဖြစ်ပြီးတော့ဒီတဲ့ပို့တိုးတက်တဲ့ပြည်နယ်တစ်ခုဖြစ်အောင်စူးစမ်းပန်းစားနဲ့သူ့ရဲ့ သင်ငန်းစာတွေကိုပို့ချမယ်ဆိုတော့ပြောထားတာလေတွေ့ရှိနေရပါတယ်။တကယ်ပဲဘာတွေပို့ချမလဲဆိုတာကတော့တန်သားလူတွေမျိုးဖုန်းလို့ဆင်လို့တက်။ဒီကောင်ထွန်းထုတ်ပြန်ကျင်နေပဲတပီးမျိုးမျိုးကိုယ်ပံမှုတွေလည်းပြင်းပြနေပြနေရပါတယ်။ဘာလို့ခုနေကဆော်ဘင်းလုံးတကောင်ကတော့အာရန်ဝမ်းသာနဲ့ပြောနေတယ်မြင်နေရပါတယ်။အမေရိကန်ရောနိုင်ငံသားများမနိုင်ငံကိုပြန်လာပြီးရွေးကောက်မှမဲပေးနိုင်ပြီးခင်မီဘုံမျိုးတိုးတက်တဲ့နိုင်ငံတော်တည်ဆောက်ရေးမှာပါဝင်ဖို့လက်ကမ်းကြိုးဆိုကြောင်းဘော်မဲလုံးကနေပြီးထားပြောတာတွေ့ရပါတယ်။ဖရန့်ကနေပြီးဒီလိုနန်းလေး ပေးတာ ਨੇ ကျွန်တော်တို့ကတော့ဥတယ်ဆိုသဘောပေါ့ဗျာ American နိုင်ငံဆိုရမှာမြန်မာနိုင်ငံသားများကိုပေးထားတဲ့ EPSR ရဆိုင်ခြင်းမှာမြန်မာနိုင်ငံအခြေအနေကလုံးဝကိုမှကျိုးတက်လာခြင်းဖြစ်ကြောင်းနဲ့ဒူသာကကွေးနဲ့လုံချုံကြီးကောင်းစီရင်းထုတ်ပြန်ရေးအဖွဲ့တော်မဲလုံးကထပ်မံပြီးတော့ဒူသီရှင်ရတက်လိမ့်မယ်ဗျာနိုင်ငံကြီးကောင်းရင်တော့ဗျာပြောနေရမယ် EPS တွေကမင်းတို့ဖြုတ်ဆရာမလို့ပြန်မှလူတွေအုပ်လိုက်ပြန်မှပြီးမှအကုန်သွားမှနိုင်ငံအသိရမယ်အခုလိုမျိုးခြေနေရတော့ဘယ်သူသွားမှလဲအသိရမယ်ကဲဗျာကျွန်တော်တို့ ကျွန်တော်ရဲ့ tram ကြီးကကျွန်တော်တို့ TPS ကိုပိတ်လိုက်ပြီးရတယ်ပြန် like တက်တန်းထက်မတိုးတော့ဘူးဆိုပြီးကျွန်တော်တို့ကြေညာထားတယ်ဗျာဒီလားမဒီနေ့ရမှာပေါ့အဲဆိုတော့ဗျာဆိုတော့ကျွန်တော်တို့ TPS ဆိုတာတနည်းအားဖြင့်ကျွန်တော်တို့ဒီဒီကာဝယ်ပေးတယ်ပေါ့ကွာကိုယ်နိုင်ငံမကောင်းလို့ပြန်လို့မရတဲ့အခြေအနေမလို့ကျွန်တော်တို့ဒီကာဝယ်ပေးတယ်ဆိုတော့အခြေအနေအဲ့လိုမျိုးကြောင့်ကျွန်တော်တို့ TPS ဆိုပြီးကျွန်တော်တို့ပေးထားပေါ့နော်ဆိုတော့အခုကသိရမလားမြန်မာပြည်ကတကယ်တမ်းကောင်းတာလားဆိုတော့လေမကောင်းသေးဘူးဗျာသိလား ျွန်တော်သူတို့ကတော့ TPS ကနေဖယ်လိုက်ပြီ TPS ကနေဖယ်လိုက်ပြီဆိုတာတနည်းအားဖြင့်ကျွန်တော်တို့အဲ့လိုစဉ်းစားမယ်ဆိုတော့ငါတို့နိုင်ငံကောင်းပြီရောမင်းတို့တွေပြန်လို့ရပြီရောမင်းတို့ TPS ကိုငါတို့တွေဟိုလှုပ်လိုက်ပြီဆိုပြီးတော့အဲ့လိုတမျိုးဖြစ်တယ်ဗျာဆိုတော့ဒါပေမဲ့တကယ်တမ်းကကျတော့နိုင်ငံကြီးကကောင်းသေးတာမဟုတ်ဘူးကသူတို့လည်းတည်တယ်နိုင်ငံကြီးကစုပ်ပြတ်တန့်နေအကုန်လုံးဝါဒီယာဖြစ်နေပြီးတော့အဲ့ဒါပဲမဟုတ်သေးဘူးသူတို့ရဲ့နိုင်ငံမှာသူတို့တရားဝင်ကြီးညာထားတယ်ပေါ့နော်ဒီခီးသွားဖို့အတွက်ဒီအန်ဒီရဲ့အများဆုံးနိုင်ငံထဲမှာမြန်မာနိုင်ငံအဲလိုမြန်မာနိုင်ငံလည်းပါတယ်ဗျာတိရအဲလို level 40ဒီအဲ ခီးသွားဖို့အန္တရာယ်များတဲ့နိုင်ငံတွေမှာပေါ့ဆိုတော့စဉ်းစားကြည့်ပြသူတို့နိုင်ငံကလူတွေကိုတော့မှသူတို့ကအဲ့လိုသွားဖို့အတွက်အန္တရာယ်များတယ်ဆိုပြီးတော့တတ်မှတ်ထားတတ်မှတ်ထားသေးတယ်ဗျာဒါပေမဲ့ဒီမှာရောက်နေတဲ့အဲ့ဒီနိုင်ငံပြည်သူတွေကကျတော့မြို့တို့တွေကငါတို့ကထပ်ပြီးတော့ဟိုကတည်ရပါမလုပ်တော့ဘူးဆိုတာကြီးကတော့အဲ့ဒါတော့ဗျာကျွန်တော်အထင်ကတော့တိတ်ပြီးတော့တော့မိုက်ဟောကွာအဲ့လိုမျိုးတော့မလုပ်သင့်ဘူးပေါ့ဗျာ ဒါပေမဲ့လည်းကိုယ်နိုင်ငံမဟုတ်ဘူးသူ့နိုင်ငံ तू ကသမရသူ့အတူ तू လောက်ချင်တာလုပ်လို့ရတယ်ဆိုတော့လေကိုရီးယားကဘာမှတော့ပြောလို့မရအောင်ဒါပေမဲ့တည့်ရမလားဒီလိုမျိုးအခြေအနေအခုလိုမျိုးအခြေအနေမျိုးမှအကြီးကျတော့အဲ့လိုမျိုး TPS ကြီးကိုအဲ့လိုမျိုးကြီးအခုလိုမျိုး cancel လာတော့မလုပ်သင့်ဘူးလို့ထင်တာပဲဗျာတည့်ရမလားနိုင်ငံကြီးကောင်းရင်တော့ဗျာပြောမနေမင်း TPS တွေပါမင်းတို့ဖြုတ်เสียမလို့ပြန်มาလူတွေအုပ်လိုက်ပြန်มาပြီးมาအကုန်သွားมาနိုင်ငံအသိရမလားအခုလိုမျိုးခြေနေရတော့ဘသူသွားมาလဲအသိရမလားဆိုတော့လဲ လှုပ်လိုက်ပြီဆိုတော့လေလှုပ်လိုက်ပြီပေါ့ဗျာဒါပေမဲ့လည်းစိတ်မကောင်းပါဘူးဘာတွေဘာတွေဆက်ဖြစ်မှလဲဘာတွေဘာတွေဟိုဘာဖြစ်မှလဲအဲ့တော့မသိဘူးဒါပေမဲ့လည်းပြည့်ရဲ့အခြေအနေပေါ်မူတည်ပြီးတော့ဘလူတွေဘာတွေလှုပ်လို့ရတယ်ဘလူမျိုးတွေလှုပ်ရင်ပုံပြီးပဲဆက်ဖြစ်မှလဲအဲ့ဒါတော့ကိုယ့်အခြေအနေပေါ်ကိုကြည့်ပြီးတော့အကောင်းဆုံးအဲ့လိုမျိုးပေါ့နော်ပြင်ဆင်ဖို့တော့ကျွန်တော်အကြံပေးချင်ပါတယ်ဘာလဲအဒီတရင်ကြောင့်ရလေးကိုအမေရိကန်နိုင်ငံရဲ့အမိမင်းတို့ကြောင့်ဌာနကကျညာလိုက်တယ်လို့သိရပါတယ်။နိုဝင်ဘာလ24ရက်နေ့တနင်္လာနေ့ကကျညာလိုက်တာဖြစ်ပါတယ်။အဲ့တော့ DPS ဆိုတာက အဲ temporary protected state ကိုခေါ်ပါတယ်ပေါ့နော်ဒါယာယီခုံလုံးကိုပေါ့အဲ့တော့ယာယီခုံလုံးဓာရီနဲ့ပတ်သက်ပြီးတော့ American နိုင်ငံကိုကျွန်တော်တို့မြန်မာနိုင်ငံကဒီ2021ခုနှစ်မှာနိုင်ငံရေးဖြစ်စဉ်အနောက်ပိုင်းမှာဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံကနေပြီးတော့ American နိုင်ငံကို refugee ရှောက်ထားတာရှိတယ် refugee ဆိုတော့ဒုက္ခတွေပေါ့နော်ပြီးရင်ဒီယာယီခုံလုံးတွေ DPS တွေရှောက်ထားပြီးနေတာရတာရှိတယ်ပြီးရင် asylum ခံပြီးတော့ဒါ green card ရှောက်တာမျိုးတွေအဲ visa အမျိုးမျိုးပြောင်းလဲပြီးရှောက်တာမျိုးတွေဒါမျိုးတွေထင်ရှားတာရှိကြတာပေါ့နော်နည်းနည်းအကြီးဆုံးကတော့ဒီ၃ခုပေါ့ အဆိုင်ငံခံတာရဲ့ပြီးရင်ဒီဒီရက်စနဲ့နေတာရဲ့ပြီးရင် refugee ပေါ့ refugee ကဘာအိမ်ထဲမှာအစင်းနဲ့အမြင့်ဆုံးလို့ပြောလို့ရပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင် refugee ရှောက်မယ်ဆိုရင်မြန်မာနိုင်ငံထဲမှာနေနေနဲ့သူက refugee ကိုလက်လျှောက်တယ်။လျှောက်တော့ဟိုဘက်ကနေပြီးတော့ refugee အနေနဲ့လက်ခံလိုက်ပြီဆိုတော့အဲ့မြန်မာနိုင်ငံကထွက်တဲ့ခြေလမ်းတိုင်းကစပြီးတော့ဘေးလက်မှအဆုံးအဲဈားထဲမှာနေထိုင်စားတော့ကိုရောက်ရင်လည်းချက်ချင်းမှနေထိုင်ဖို့ရအတွက်ကိုအဲဒါ season ပေးတဲ့အကူအညီတွေပေးတဲ့အဲဒါအစီအစဉ်မျိုးတည့်ရလို့တော့ကျွန်တော်တို့လေ့လာထားရှိပါတယ်။အဲ့တော့ refugee ကတော့ဒါဟုတ်ရှင်းတယ်နော်။ညီတို့ဘာကြောင့်အခုလိုမျိုးဖြစ်နေလဲ။ညီတို့ဘာတော့ပြီးတော့မြန်မာနိုင်ငံကလူတွေ မနိုင်ငံမှာမေစုနဲ့တူကောင်းမွန်တိုးတက်တဲ့နိုင်ငံတော်ဒီဆောင်ရင်းနဲ့ပြောရွှင်ရင်းနဲ့နိုင်ငံတကာရောက်တဲ့လူတွေပြန်ရောက်လာပြီးတော့သူတို့ပညာသုံးချပြီးနိုင်ငံကြီးတဲ့ပူပူလာမှာနေပါလာထမှာတော့ထမှာရှိလူတွေတော့အခုလိုမျိုးပြီးနေရတာနော်နေပါနဲ့အလူမနေကြရတာအေးနေလို့ပဲနေကြတော့မှာအဲသူတို့အဲ့ ဟာလေ CRPH to MUT တို့ကဟိုတကယ် VIP တွေမှာရှောက်ပေးရပါတော့เนาะရှောက် VIP ရောမှာကျွန်တော်တို့ရွှေကြည်အနေနဲ့ရှောက်ထားပေးတယ်အငွေကြေးပမာဏတစ်ခုနဲ့ရှောက်ထားပေးရလို့သိရတယ်အဲ့ထက်တစ်င်းနိုင်ငံသူကြတော့အခုလိုမျိုး TBS လို့ခေါ်တာပေါ့เนาะ TBS ဆိုတာဒါရိုင်းခေါ်လို့နေထိုင်ခွင့်ပေါ့အဲ့ဒါလေး TBS နဲ့ရှောက်တာလို့ရှိရပြီးရင်ဟိုရောက်မှာ DTBS ကကြတော့ကျွန်တော်တို့ရွှေကြည်လိုမျိုးမဟုတ်ဘူးပေါ့เนาะဟိုကအမေရိကန်နိုင်ငံကိုအကြောင်းအမျိုးမျိုးနဲ့ရောက်ရှိပြီးတော့မှရိုင်းနေထိုင်ခွင့်ရှောက်ထားတဲ့ဟာမျိုးပေါ့เนาะအဲ့ဒါမျိုးရှိတယ်နောက်တစ်ခုကကြတော့အဆိုင်ခံခံတာအဲ့ဒါကြတော့ကျွန်မအရင်ကြီးတော့နားမလည်ဘူးအဲ့တူပေမဲ့ဒီအဆိုင်ခံခံပြီးတော့လို့ရှိရင်တော့သူကအဲ့ဒီအမေရိကန်နိုင်ငံမှာဒါပဲဟိုကပေါ့ အရိုင်းနေထိုင်ခွင့်လည်းရမယ်ပြီးရင် green card ပေါ့နော်ဒီအဲ့နိုင်ငံသားဖြစ်ဒါငါနဲ့နေထိုင်ပြီးတော့ရှိရင်ဒါအမေရိကန်နိုင်ငံသားခင်ယူရတယ်ဆိုတာမျိုးတော့ရှိတယ်လို့သိရတယ်ပေါ့နော်အဲဒါလေးရှိပါတယ်အဲ့တော့အခုဒါအမေရိကန်ပြည်အောင်စုပြည်နယ်လုံခြုံရေးဌာနကနေပြီးတော့ဒါပေးထားတဲ့ TBS နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီ temporary protected status နဲ့ပတ်သက်ပြီးတော့ဒါလက်ခံထားတဲ့လူပေါင်း3900ကျော်၄000ကျော်ရှိတယ်လို့သိရတယ်ပေါ့နော်အဲ့ဒီဟာကိုရက်စဲလိုက်ပြီးဆိုတော့ဒီလူပေါင်း၄000ကျော်လောက်ကဘယ်လိုရောက်လာမှလဲတခြားဘက်ကတော့မြန်မာနိုင်ငံကိုပြန်ရောက်လာမှများပါလိမ့်။နောက်မြန်မာနိုင်ငံကိုပြန်ရောက်လာမှများပါလိမ့်။အဲ့တော့ဒီဟာကတော့ မြန်မာနိုင်ငံပြောင်းရအောင်လားမြန်မာနိုင်ငံပြောင်းရအောင်တော့နေပါတွေကနေပေါ့ဝါနေပြီးဆွဲစီမှာမတူတိုင်းသိနေရည်ထက်တာတတန်းအဲတိုးလို့မရတော့အောင်လို့ကိုပဲဒါ25ရက်နေမှာပေါ့နော်ဒီနွေမလာ25ရက်နေမှာသူကတတန်းပြေးမှာပေါ့ပြေးမှာဖြစ်တဲ့ကြောင့်မလို့ဒါကြားထဲမှာနောက်ထပ်တရားရောက်ကကန့်ကွက်လို့မရအောင်တရားရောက်ကဟန်သားလို့မရအောင်ဒါသူကမနေ့ပြန်လို့ပြေးပြီးဒီနေ့လိုကနေပြီးကတ်ပြီးတော့အချင်းချာတာဖြစ်ပါတယ်ဆိုလိုချင်တာတော့ဒါဘလို့အကြောင်းကြောင်းနဲ့မှဒီ DPS မားရီအမေရိကန်နိုင်ငံနေနဲ့လက်ခံဟိုရာအစီအစဉ်မရှိတော့လို့ဒါပြပြတတချိန်ညာချက်ထုတ်တာလို့ကျွန်တော်တို့ကမြင်မိပါတယ်အဲအဲ့တော့ ဒီအမိမြေလုံးရွေးထားတာဆညာလိုက်တဲ့ဒီစာကြီးညာချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ထောက်ခံပါတယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကနိုင်ငံနိုင်ငံသားတွေကပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာဒါအမေရိကန်တန်ရုံးရှိမှလားအင်္ဂလိပ်ရှိမှလားမသိဘူးသူတို့ဆန်းနှပြဝင်တည်းရဆောင်ရလိုက်တယ်လို့သိရပါတယ်။အဲ့တော့ဆန်းနှပြတွေကအရင်တုန်းကသူတို့ဒီဂျိုးပိုင်နိုင်ခစ်ကလိုမျိုးချိန်ပြီးတော့ဒီဒေါ်နယ်ထရန့်လက်ဆောင်မှာသူကထရန့်ဘောကပြေးမှသည်လည်းမခံတာဆန်းနှပြရပါတော့အဲ့ဒီလောက်တော့ကဇလန်းလေးရှုပ်ခဲ့ဟာငါနိုင်ငံမှာမနေကြနဲ့သွားဆိုလေ ော့ဒါအနေထားနဲ့ညှထုတ်ခံလိုက်ရတယ်လို့ပြောရရင်လည်းမမအောင်ပေါ့နော်အဲ့တော့ကျွန်မတို့တော့ဒီတတိယကိုပြုံးပြုံးလေးကျင်ညာလေးဖြစ်ပါတယ်เนาะအဲ့တော့အခုကတော့အမျက်ကိုမှတ်ထားတော့အမျက်ကိုမှတ်ထားတော့ဘယ်တော့မှမမေ့ရနော်ပြုံး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 လေးတဲ့အေးပြုံးပြုံးလေးပြင်ကျုံလိုက်နော်ပြုံးခံမှာတော့ပြေတာပြင်တော့ကိုလိုင်းခွေတွေ့ရနော်ပြုံးမှုပြင်တာဒါအမေရိကန်နိုင်ငံကဒီလိုလူပေါင်း၄၀၀လောက်ကိုနှိမ့်ထုတ်လိုက်တဲ့ပတင်းပေါ့နော်အဲ့တော့ဒီအမေရိကန်နိုင်ငံကနေဒီလူပေါင်း၄၀၀ကနေ အမြန်မာနိုင်ငံကိုအပြုံပြုံလေးပေါ့နော်ဝင်လာပါပြီးရင်ရန်ကုန်ဒီစိကနေပြုံပြုံလေးပဲအင်းစင်ထောင်တွေကိုတက်သွားပါလို့ကျွန်တော်တို့ဒီနေရာကိုပြောချင်တယ်အဲနောက်ထပ်တစ်ခုကကျတော့မလေးရှားနိုင်ငံမှာလည်းမြန်မာနိုင်ငံကနေပြီးရနော်ဒါတွေဟာ lobby ဆင့်မဟုတ်တော့နော်ဘယ်လိုဟာရဲဆိုတော့တိပူလို့ရတယ်ဥပကပြပြတသားရန်သူကိုမုံမှုလို့ရတယ် online ဖွဲ့တွေမျိုးသမီးတွေမျိုးသားတွေဖွဲ့မနေနဲ့တော့တီသူတွေပါဇက်တွေကရောက်နေလဲပြီးရနော် တော့စီဗီအမ်လောက်ထားတဲ့သူတွေအမေရိကန်နိုင်ငံမှာပေါ့နော်ဒီအလုပ်သမားဝတ်ဗီဇာနဲ့မဟုတ်ဖဲနဲ့ပေါ့နော်အလုပ်လုပ်ခွင့်ကြောက်တတ်ခွင့်ဗီဇာနဲ့မဟုတ်ဖဲနဲ့အတခြားအကြောင်းမျိုးနဲ့တော့စီဗီအမ်ဖြစ်ပြီးတော့ပဲဖြစ်ဖြစ်ချိုင်းနေထိုင်ပြီးတော့ဖြစ်ဖြစ်တရားမဝင်ကိုရောက်လာတာပဲဖြစ်ဖြစ်အဲ့လိုမျိုးလုပ်ထားတဲ့သူတွေအနေနဲ့ပတ်စပို့တွေတက်တက်တို့လို့ညားတော့ဘူးကျွန်တော်တို့တွေ့လိုက်ပါတယ်အဲဒါလေးတွေတော့တခြားစစ်စစ်သိအောင်လို့ထပ်ပြီးတော့လေ့လာနေပါတယ်အဲ့တော့အမေရိကန်နဲ့မလေးရှားမှာမြန်မာနိုင်ငံကိုစန့်ကျင်နောက်ဆက်တော်လန်ပုံကံနေတဲ့စုပူအောင်ကြောက်အောင်လုပ်နေတဲ့သူတွေအနေထိုင်လို့မရတော့ပါဘူးမြန်မာဒါလည်းဒါဒီလည်းပဲမြန်မာနိုင်ငံရဲ့ပုံကံတော့ဖြစ်ပါတယ် ပေါ့နော်အဲ့တော့နေထိုင်လို့မရတော့ပါဘူးမကြခင်နောက်ထပ်ထိုင်းနိုင်ငံမျိုးစင်ကာပူနိုင်ငံတို့ကိုရီးယားနိုင်ငံတို့လည်းဒါမျိုးတွေဖြစ်မလာဘူးလို့တော့ပြောလို့မရဘူးပေါ့နော်ဒါလေးကြိုတင်ပြီးတော့ပြင်ဆင်ထားကြပါအဲ့တော့ဟိုကျွန်တော်နိုင်ငံကိုနေတာရေငူးတို့မသိအောင်ပြင်ဆင်ထားအောင်နော်ပြင်ကျုံခံပြီးမှတော့ဒီပြောထားတဲ့စကားလုံးတွေက record တွေပဲဒီ record တွေကိုအကောင်းယူထားပြီးတော့ပြေကောင်းကောင်းပြန်ကျုံးအောင်ပဲဆိုတော့မှတ်ထားပါအဲ့ပါလိတန်ကျုံးလုံးလေးတစ်ခုတတိယလောက်ပြောလိုက်ပါအောင်မယ် တန်ဖိုးတွေတီးပြီးတော့နှိမ့်ထုတ်လိုက်ကြရနော်အဲဒီဒီ item ကတော့ data မကောင်းဘူးစီလို့ဘုရုံငင်းမြောင်လာမကောင်းဆိုးဝါးတပ်ဖွဲ့တတ်မှတ်ပြီးတော့တန်ဖိုးတွေတီးပြီးတော့နှိမ့်ထုတ်ကြလေတကယ်တော့ထွက်သွားရတာကဘာတူလဲခင်ဗျားတို့ဒါတန်ဖိုးတွေညစဉ်ပဒနာကြီးဆိုရင်အချိန်မှတီးကြကြလေတကယ်တော့ဘောလံပြီသူတွေကရှင်လျက်ထွက်သွားတာနင်းပါနဲ့နင်းတို့ကမှရှင်ထွက်မှာမဟုတ်ဘူးဘလို့ထွက်မလဲဆိုတော့စောင့်လာကြည့်ထွက်သွားကြကြရတာဘာတူလဲပန်ဆယ်လို့အမေရိကရောက်နေလေနော်ဇော်ဝေဆိုးလို့ဘယ်ရောက်နေပြီလဲမျိုးရတော်တိတ်လို့ဖျောက်သွားပြီလေချီမွန်တို့ဘယ်ရောက်သွားလဲ မျက်မှောက်ကတော့မရောက်သွားလဲကိုပေါင်းလိုမီတာဆိုပြီးမရောက်သွားလဲနောက်ပြီးတော့အဲ့အော်ဘာလဲဘာလို့အဖွဲဒီလူရှင်တော်နာမည်တော့တန်မပြောတော့ပါအဲ့အဖွဲဒီမရောက်သွားလဲနိုင်ငံတော်ကိုဖြက်စီးပုံကံမဲ့မကောင်းဆိုးဝါးတွေဒါအမှန်တကယ်ထွက်သွားတာပါနော်နိုင်ငံတော်ကျွန်တော်တို့ကလူကောင်းတွေဖြစ်တဲ့တော့ကျွန်တော်တို့ကကိုယ်နိုင်ငံပြင်မှာပဲကျွန်တော်တို့ကအေးစေးနေရပါတယ်အဲ့တို့ကလူကောင်းတွေတဲ့ဒုက္ခပဲဒီသူတွေဘုန်းကြီးနေပြီးလူကောင်းတွေဆိုပြီးကိုကို အော်နေတယ်ပြဿနာပဲပေါ့နော်ကျွန်တော်တို့ကမကောင်းဆိုးရွားမှုတဲ့အတွက်ကြောင့်ကျွန်တော်တို့ကလူကောင်းကြီးဖြစ်တဲ့အတွက်ကြောင့်ဒီနိုင်ငံတွင်းမှာပဲအေးအေးဆေးဆေးနဲ့အချိန်နိုင်ငံမှာရှိတဲ့ဒီမြေမှာခြေောက်ချပြီးနေဒီဘောမှာပြီးတကုံးနေရမှာတကုံးကတကုံးနေပြီးတော့တကုံးကတကုံးလုံးနေတာပြီးတော့မတော်လူကောင်းတွေပါအေးစီနေရရင်လုံနေသေးတယ်။နင်ဘောဘမကြည့်ပါလား။တက်ကုန်းမှတမကုန်းကြည့်ပါလား။အချီကိုတောက်ပြီးတော့ဒီနိုင်ငံဆွတ်တဲ့ဆန်တဘာကိုပဲနေစဉ်စားသုံးပြီးတော့ဒီနိုင်ငံမှာကျမတို့စိတ်လေးချမ်းသာစွာနေထိုင်နေရတာဖြစ်ပါတယ်။အဲတော့ မကောင်းဆိုးရွားကဘာတူလေလဲဆိုတာဒီနေရာမှာပို့ပြီးတော့ရှင်းရှင်းလင်းလင်းမြင်သားအောင်ပတိရအောင်လို့ပြောပြခြင်းဖြစ်ပါတယ်ဒါလေးကတစ်ခုပေါ့နော်အဲ့တော့ဟလာအမေရိကန်နိုင်ငံဒီနေ့ဗီဒီယိုလေးမှာကတော့နည်းနည်းလေးအစဉ်ဦးရဲ့ဗီဒီယိုလေးကိုရှင်းရှင်းလေးပြတာတွေ့ပြတာတွေ့မှာပါဟုတ်လဲဆိုတော့ဒီအလုံးတွေတော်တော်များကတော့ကောက်ယူထားမှဆိုတော့လုံးတွေဖြစ်တဲ့အတွက်ဒီနေ့ဗီဒီယိုလေးကိုတော့ရှင်းရှင်းဝေဝေးလေးပြတာပြပါတယ်နည်းမလေးရှားနိုင်ငံမှာတော့မှဒီဒါလိုက်ပေါ်ကနေပြီးတော့ကျမတို့နိုင်ငံကိုမတိမငင်ဖြစ်အောင်စုစုအုံချမှုတွေဖြစ်အောင်လို့လှုပ်ဆော်မြောက်ထိုးပင့်ကောလုပ်နေတဲ့သူတွေကိုအခုအဲကျမတို့နိုင်ငံက ဒါရှိတဲ့ရှိရှိတမျှပေါ့နော်ဒါသမထေဝနှစ်ကောင်းတမျှတည်လာတာအကြောင်းမျိုးမျိုးနဲ့ခင်ဗျားတို့ဒုက္ခပေါင်းဆောင်ကြအောင်ဒါပြန်လည်ပြီးတော့ဆောင်ရွက်ပေးနေပြီပြီးရင်ကျွန်တော်တို့နိုင်ငံမှာခင်ဗျားတို့လည်းညှို့ပြင်းတော့လုပ်ခဲလို့ဟုတ်ကဲ့တီတီနဲ့သမထေဝနှစ်ကောင်းရဲ့မျက်တီတော်ထပြီးပြောနေပြီဆုံးရှုံးသွားရတဲ့မိသားစုတွေပြည်သူတွေတည်ဆုံးသွားရတဲ့သူတွေတို့တို့တွေရဲ့အသက်တွေဝန်းကျင်တွေတို့တို့မိသားစုတွေရဲ့မြေတားပုံစံတွေနဲ့ခင်ဗျားတို့ကိုကောင်းကောင်းကြီးဒါဒုက္ခကြီးရောက်နေပြီအဲ့တော့အဲ့ဒုက္ခတွေကိုလည်းပြုံးပြုံးလေးခံစားကြပါ ဝတ်တွေပြန်လာတဲ့ဝတ်တွေပြန်လာတဲ့အခါကျရင်လည်းပြုံးပြုံးလေးပဲညားလို့ဝတ်လေခံလိုက်ကြပါ။အင်းညစကားလို့တော့သူချမှတ်တာအစကားသူချမှတ်တာမကြဘူးမကြဘူးနင်းနေမြန်ပဲ။နော်အဲ့တော့ခင်ဗျားတို့အခုပြောတယ်ဟာငါတို့တော့ပြုံးပြုံးလေးစကားကိုဘယ်နိုင်ငံကဘယ်ယုံမှကြည့်ခဲ့တာ။ Okay ကောင်းပြီ။အခုလည်းမြန်မာနိုင်ငံကဟိုဒါပြုံးပြုံးလေးပဲရန်ကုန်လေးစက်ကနေအင်းစိန်ကောင်ပြုံးပြုံးလေးပဲဝင်သွားကြပါ။အခုထိုင်းနိုင်ငံမှာလည်းဒါဖြည့်ချင်းနေပြီ။ပြုံးပြုံးလေးပဲလက်ပြုပ်ကြပါ။နော်အဲ့ဒီနိုင်ငံမှာနေရတူပြီ။အဲ့တော့မကြခင်ဒီလောက် ဟိုဒီမိုကရေစီရဘိုးအိမ်နိုင်ငံကြီးပါကစင်ဦးကထိုင်းရဘိုးချုပ်တွေနဲ့မတွေ့ရတော့တော်တော်လေးပေါက်ကွဲနေတာထိုင်းနိုင်ငံရဲ့ကြီးညော်ပြောနေတယ်လူမျိုးစိတ်တယ်လို့ဆိုတာစဉ်းစားစဉ်းစားကြည့်ရပါဦးဒီဒီသူလည်းတက်ကုန်းမှာ တင်ပြီးတော့ဘယ်ပူချုပ်တို့လန်ကန်းလန်းနေဖြစ်နေရောဒါဆိုရင်အမေရိကန်နိုင်ငံမှာတော့ဒီလိုတွေဖြစ်လာပြီးအခုဆိုရင် TPS တွေကိုဒါကန်ထုတ်ပြီးမကြောက်မကြခင်အရက်ဖျူဂျီတွေလည်းကန်ထုတ်ခံရနိုင်ဘယ်ဖျူဂျီဆိုရင်အခုထပ်တောင်ရှောက်ပြန်မပေးတော့ရက်တန်ထားတာကျွန်တော်တို့ကြားပြီးအဲ့တော့ဖျူဂျီတွေလည်းကန်ထုတ်မခံရဘူးလို့မဆိုလိုနိုင်ဘူးပြီးရင် green card သမားတွေကျွန်မကြားတယ်နော် green chain အဲ့ green card သမားတွေတော့မှဒါပြန်ပြီးတော့ interview လုပ်မယ်အဲ့ဒါသူလုပ်ပြီးမှကန်မှပဲဆက်လက်နေထိုင်မှပေးမယ်မဟုတ်ရင်ပြန်ပြီးတော့ကန်ထုတ်မယ်ဆိုတဲ့တနေ့နေ့မှာကျွန်တော်တို့ထပ်ကြားရတယ်အဲ့တော့ ဟဲ့ဒီဗီဒီယိုမှာတွေ့ကြအကြောင်းရောသဇင်ဦးတယောက်ရဲ့ပြောရတဲ့စကားလုံးကလုံးကြီးမကြမ်းဘူး record ယူထားမယ်ဒါကိုပြပြီးတော့အောက်ကြီးရဲ့ရန်သူဝရန်သူတို့ပဲဆက်ဆံတယ်ရန်သူဝရန်သူတို့ပြည်မှုတယ်ဟဲ့ဒီမှာနိုင်ငံကိုပြန်လာခဲ့တခါတည်းအင်းစိန်တောင်းသွားပြောရတဲ့စကားလုံးကရှင်းတယ်နော်ဒါတော့ကြီးကြမယ်တော်လိုင်းဖွဲ့တွေနေနဲ့မျိုးသမီးရဲ့မျိုးသားတွေခွဲကြမယ်နေဒီကူပန်းတော်လိုင်းဦးနောက်ရှိတဲ့သူတွေပြည်သူတွေပေါ်တော်လိုင်းပြည်သူတွေပေါ်ကိုခုနဖိနေနေတဲ့သူတွေကိုဘယ်လိုအောင်လဲဆိုတော့ပြပြသားစဉ်းစားမယ်ချင်းနေရောက်နေပြီပြပြသားဆုံးပြပြပြသားလုပ်အောင်ချင်းနေဖြစ်တဲ့ဆိုတော့ဒီဗီဒီယိုတွေကတက်တယ်အကြောင်းလေးတစ်ခုခုတော့ဒါဟိုပြောရဲဆိုရဲတော့ ရှိရမယ်ပေါ့ဗျာမင်း online ကသူ့စစ်သားတွေတောင်မှပဲခင်ဗျာဘွားအာမခံရဲ့မပေးနိုင်တာခင်ဗျားတို့ကြံတဲ့လူကိုကလေးကိုတောင်ဝါအောင်မကြွေးနိုင်တဲ့အဖေကခင်ဗျာတခြားကလေးကိုပါအိမ်မော်ခေါ်ခေါ်တင်ထားသေးတယ်ခြံဝင်းနဲ့ထည့်သွင်းထားသေးတယ်ဆိုတဲ့ဟာကြတော့သူ့ကလေးစားမယ်မုံတစ်ခုတည်းကခင်ဗျားတို့တပိုင်းဖဲ့ကြွေးရတယ်မဟုတ်ပြန်ဘူးသူ့ကလေးကသူ့ကလေးတက်တက်ဟုတ်ခမရူကခမရူတက်တက်ထားထားနေရတဲ့ဘဝကိုဘလို့စိတ်နဲ့ပြူစောတိလှုပ်လဲဆိုတော့ကျွန်တော်လဲမစင်နာတတ်တော့ဘူးကွာဝက်လက်မြို့နယ်အတွင်းတည်းကတိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့တပ်သားတွေကိုကျွန်တော်တို့ online တက်ဖွဲ့ PDF တရားနေမှာလက်နက်ရှာခိုင်းတဲ့ video file လေးပေါ့နော်အဲ့ဒီလက်နက်ရှာခိုင်းတဲ့ video file မှာဆိုရင်လည်းဒါပြောင်းနေမင်းတို့လက်နက်ရှာမှာလားလက်နက်ရှာမှာလားလို့ပြောနေတာမကြောက်လားပါညာနဲ့ကျွန်တော်တို့ PDF တရားပြောနေတဲ့အချိန်မှာသူကစစ်ကောင်စီတပ်သားကျွန်တော်လက်ပြပုံနဲ့ကျွန်တော်တို့ online ရဲဘော်တွေကိုပြန်ပစ်တဲ့ video file ပေါ့နော်အဲ့လိုပြန်ပစ်တဲ့အတွက်ကြောင့် online ရဲဘော်တွေကနေမှာပစ်ခတ်တိုက်ခိုက်လိုက်တယ်မှာနှစ်ယောက် တည်သွားတဲ့ video file လေးတွေ့ရတာပေါ့ဟုတ်ဟုတ်ဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်လည်း video file ကိုကြည့်လိုက်တယ်ပေါ့နော်ကြည့်လိုက်တဲ့အချိန်မှာအလုံးကအောက်ကလည်းနေသေးဟာဒီလည်းမလျှော့ဘူးဆိုတော့កောင်မျိုးတွေပေါ့နော်အဲ့တော့သူတို့မှာကဒီလိုစိတ်ရှိအောင်လို့ကျွန်တော်တို့ဘာတွေဟောဖြစ်တာလဲဆိုတော့ကျွန်တော်တို့အမြဲတမ်းဒါစစ်ကောင်စီမှာအမြဲတမ်းပြောပြောနေတဲ့စကားပေါ့နော်သူတို့တပ်ဖွဲ့ဝင်ကိုယ်တိုင်ကတပ်ဖွဲ့ဝင်တွေကအကောင်ကြီးကြီးတွေကစပြီးတော့မှသူကအဲ့ဒီအတိုင်းခံယူထားတာပေါ့တော်ပါမိရင်တက်ပြင်မှာဟုတ်မင်းတို့အမိမခံနဲ့မိရင်တက်ပြင်မှာ ပြီးဝါရပြန်ဇာကားဆိုလို့ရှိရင်ကျွန်တော်တို့ဒါတက်ရှိ CEO ဇာကားဥက္ကဋ္ဌဇာကားရိုက်တဲ့အချိန်မှာလည်းမတွေ့တော့ဘူကြီးတယောက်ကဒါသူတန်ရာရတဲ့အချိန်မှာသူ့ကိုခေါ်မသွားနဲ့တော့သူအဖမ်းလည်းမခံတော့ဆိုသူခါပစ္စိုလ်ထုတ်ပြီးတော့မှဒါနှထင်းကိုကိုယ့်ဘက်ကိုတိတ်ပြီးတော့ဆူဆိုက်ကိုကိုကိုဟိုအဆုံးစီရင်လိုက်တယ်ပေါ့နော်အဆုံးစီရင်လိုက်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လေဒါချစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကျွန်တော်ဒီနေရာပြောချင်တာကလေကျွန်တော်တို့တွေကတကယ်ရန်သူပေါ်ပြုကျင်ရမယ်ကျင်းဝငါးပါးအတိုင်းပဲတကယ်ဆက်ဆံတာပါအဲ့ဒီနှစ်ယောက်ဆိုလို့ရှိရင်ဒါအပေါ်ကနေ drone နဲ့ကြည့်ပေးနေတာနော် drone နဲ့ကြည့်ပြီးတော့မှဟဲ့ မင်းလက်နဲ့ချတော့လက်နဲ့ချတော့ဆိုပြီးတော့မှအော်တဲ့လူကလည်းအော် drone နဲ့လည်းကြီးတဲ့လူကလည်းကြီးပေးနေတာဟုတ်ကိုဒီကောင်ကဘာလုပ်လဲဆိုတော့ပထမဒီကောင်ကလက်နဲ့ချတော့မလို့လို့နဲ့တနက်ကိုအောက်ချလိုက်ပြီးတော့မှတစ်ခါပြန်ထောင်ပြီးတော့မှကြီထိုးမဲ့ပုံစံလှုပ်လိုက်နောက်ဆုံးကျတော့သူဘာလုပ်လဲဆိုတော့ဒီသူ equipment မှာပါတဲ့လက်ပြပုံးကိုဖြုတ်ပြီးတော့မှကျွန်တော်တို့ online တက်ဖွဲ့စီကိုပြစ်တယ်ပေါ့နော်ပြစ်တော့ကျွန်တော်တို့ကမန်နေဂျာကသူကရန်သူပေါ်ပြုချင်ရမယ်ကျင်းဝတ်ထဲမှာသူကရန်သူကအညံ့ခံနေမိမိကခွင့်လို့သည့်စိတ်ဖြင့် ပြုတ်မှုဆက်ဆံမှာဆိုတော့စကားလည်းရှိတာပေါ့နော်ဒီကလည်းကျွန်တော်တို့တော်လိုင်းရဲဘော်တွေကတကယ်အဲ့ဒီအတိုင်းပဲလိုက်နာဆောင်းထင်းပါတယ်စစ်ကောင်စီတပ်ဖွဲ့ဥစ္စာကန်ဆောင်အသက်ညံဆောင်ဆိုလိုပဲမင်းတို့အသက်ကတကယ်သာအချိန်မှာလက်နဲ့ချလိုက်ရင်ဒီနှစ်ယောက်ကဒီချိန်မှာတော်လိုင်းရဲဘော်တွေနဲ့တော့ border တွေဖြစ်နေပြီအဲ့ဒါအတူတူစားလိုက်တော့ဆက်လိုက်ဆိုလဲဆက်လိုက်တလိုက်ဆိုလဲသူအချုပ်သားလို့သာဟိုအမိခံတာပေါ့နော်တုံးမန်းလို့သာအမိခံတာ တကယ်တကယ်သုံးပန်းတယောက်လို့ဆိုတော့ကျွန်တော်တို့တော်လိုင်းရေးပေါ်တွေကမဆက်ဆံကြဘူးကြီးလို့ကိုလိုပဲဆက်ဆံပါတော့နော်လူသားချင်းဟုတ်စာနာမှုအရာပေါ့နော်ဒါဆက်လိုက်ဆိုလို့ရှိရင်လည်းကိုယ်မှရှိလို့ရှိရင်သူကတခါတည်းအဲဒီမောတော်မှဆိုလို့ရှိရင်ဒါဘိုးကြီးတယောက်နဲ့တက်ချက်တယောက်ကကျွန်တော်တို့ကားပေါ်တင်းလာတာပေါ့တင်းလာချင်ကျွန်တော်တို့ဓာတ်ပုံလေးတင်ထားသေးတယ်သူတို့ဒါလက်ထိတ်နဲ့ဝါဖြစ်တဲ့အချိန်မှာရဲဘော်ကဘေးကနေပြီးတော့ကျွန်တော်တို့လုံယုံကြီးရဲဘော်တွေပါတာ哦ရဲဘော်ပါရဲဘော်ကတခါတည်းသူဆက်လိုက်ထုတ်တောက်တဲ့အချိန်မှာသူချက်ချင်းတတိရတယ်ကျွန်တော်တို့တတိရတယ်မဟုတ်ဒီသုံးမန်းကိုသွားပြီးတတိရတယ် ထလိတောက်တောက်တက်လားဟိုကတောက်တက်တယ်ဗျာတောက်တက်ရော့ဆလိဆိုပြီးတော့မှပေးတာရေရေသူရေစားရဲ့အချိန်မှာရေရေလို့ပြောတဲ့အချိန်မှာလည်းကျွန်တော်တို့ဟိုပေါလုပေးသားရေတော်မဟုတ်ဘူးရေတန်းမှုရေတန်းမှုရေတန်းမှုထုတ်ပြီးတော့မှရဲဘော်ကကျွန်တော်ကန်ပေးတာဗောနော်ရေတန်းမှုဆိုတာလည်းဒါတော်လိုင်းကြီးမှာတကယ်ကြည့်မယ်ဆိုလို့ရှိရင်လူကြီးပိုင်းနေလောက်ပဲတကယ်ဟိုကဖြစ်တဲ့လူတွေလောက်ပဲဒါတော့အပြစ်ဟိုကအမြဲတမ်းရေတန်းမှုတောက်နေတာမဟုတ်ဘူးဗောနော်အမြဲတမ်းရေတန်းမှုတောက်နေတာမဟုတ်ဘူးအဲ့ဒါ ဟိုကျွန်တော်ဆိုလည်းအဲ့ကျွန်တော်နေတဲ့စခန်းမှာဆိုလို့ရှိရင်လည်းရေကိုကြိုပြီးတော့မှကျွန်တော်တို့ဒါ20လီတာဘူးကြီးလေးကိုထည့်တာထည့်ထားပြီးတော့မှကျွန်တော်လည်းအဲ့ရေပဲတောက်တာဒါပေမဲ့သုံးပန်းကိုဟိုဖြစ်တဲ့အချိန်မှာကျင်လာတဲ့စိတ်ပေါ့နော်ကျင်လာတဲ့နှလုံးကျင်လာတဲ့နှလုံးသားရှိတဲ့လူတွေကအဲ့လိုမျိုးဆက်ဆံတာအဲ့မှာဒီကောင်တွေကအတွေးမှအမြင်မှဖြစ်ပြီးတော့မှဆရာကြီးကတော်လိုက်တက်ဖို့လက်ပြပုံနဲ့ပြန်ပြတော့နောက်ဆုံးဒါမတက်နိုင်တော့တဲ့ဆုံမှာဝိုင်းပြီးတော့မှပြစ်လိုက်တော့တစ်ယောက်လုံးလဲသွားတယ်ပေါ့နော်လဲသွားတဲ့အချိန်မျိုးအဲ့တော့စစ်ကောင်တီတက်ဖွဲ့ဝင်တွေရော အချက်ကောင်ကြီးနဲ့ပတ်သက်တဲ့မိသားစုတွေရောကျွန်တော်တို့ဒီကနေ့ပြောချင်တာကျွန်တော်တို့တွေကတကယ်လူသားဆန်သွားဆက်ဆန်ပါတယ်ဗောနော်သုံးမန်းဆိုလဲသုံးမန်းနဲ့အညီဗောနော်ထိုးတာကြိတ်တယ်ရိုက်တာနှက်တာဘလူးမှမလို့တယောက်ကခံစားချက်ရှိတဲ့ရဲဘော်ကလုတ်ဖို့ဟန်ပြင်လိုက်ရင်တော့ပဲဘေးကချက်ချင်းတောင်းဝင်ရှိတဲ့လူဟဲ့ရောမလုံနဲ့ငါတို့ကဒါမျိုးလုတ်အလုတ်လုတ်တဲ့ကောင်တွေမဟုတ်ဘူးဆိုတဲ့ဟာကိုချက်ချင်းတားတာချက်ချင်းတားတာဒါကျွန်တော်တို့ဟိုမြင်ခဲ့ရတာလည်းရှိတယ်ဗောနော်အမေဘလူးထိုင်နေတာလည်း ဲ့တော့ကျွန်တော်ဒီဒီကောင်းလေးကိုခေါင်းပေါ်လက်တင်ပြီးတော့မှကျွန်တော်ဓာတ်ပုံရိုက်တဲ့အချိန်မှာဒူးကဟိုဘာပေါ့ကျွန်တော်ဒီနိုင်လွန်ကတ်တရားလမ်းပေါ်ကိုဒူးထောက်ခိုင်းထားတဲ့ခါကျတော့ကြာတော့သူကမထောက်နိုင်တော့ဟုတ်ဒါမှန်ပါပဲ ဒါမဲ့လက်ရှိချိန်မှာတော်လိုင်းဘက်ကသူတွေလူမဆက်ဆံနေပဲတစ်ဖက်ကတော့ပြပြူနေလေဆိုတော့အားလုံးတွေ့ရှိမှာပြပြီးတော့စစ် lobby တွေကစာဘလိုမျိုးပြောဆိုနေအောင်ဒီမှာပြပါရှိမှာတော်တော်စည်းဝင်တယောက်နေပြန်လာခဲ့ကြိုက်တဲ့သူပြန်လာမယ်အကုန်လုံးအင်းစင်တော်ပူပူစောင့်နေတယ်ဆိုပြီးတော့ဟာတိုက်ရီမော့ပြီးပြောဆိုနေအောင်တွေ့ရမှာဖြစ်ပါတယ်တော်လိုင်းမျိုးတွေအားလုံးကဒီဗီဒီယိုတော့တမယ်ဆုံးသက်တယ်ပါတယ်နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်သတင်းတော်များတွေကျွန်တော်ရဲ့ကို channel ကို like and subscribe လုပ်လိုက်အောင်ဆုံးမလို့ like and subscribe ပြီးဖေးဟောင်းလိုက်ရင်တော်တော်များဗီဒီယိုတွေအားလုံးကြည့်ကြည့်နားဆင်ပြပြဖြစ်ပါတယ်ဒီရဲ့ဘက်မှာတော့တော်လိုင်းမျိုးတွေညံ့များနေဖြစ်တဲ့အတွက်လက်ရှိနေထားရညာပိုင်းစီစဉ်ကိုတင်ဆက်မှုကိုခဏရနာထားဖြစ်ပြီးနောက်ပိုင်းကစတင်ပြီးတော့ကျွန်တော်ရဲ့ဒီ channel လေးမှာပဲမနေ့7နှစ်ပြည့်ဝင်တဲ့ ည၈နာရီဝယ်သတင်းတို့ပြန်လည်ကျင်းပပေးသွားမှာဖြစ်ပါတယ်။တော်နယ်မျိုးတွေအားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။အေးစင်နဲ့မြကြည့်ရှုအားပေးနေတော်နယ်မျိုးတွေအားလုံးဒီကနေ့သူပဲကျေးဇူးတင်ရှိကြောင်းထပ်မံပြောကြားလိုပါတယ်။